ဇန်နဝါရီလ24ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့သတင်းတွေမှာတော့မှုကင်းနဲ့ထူချဖြစ်စဉ်တွေအတွက်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိလှည့်ကင်းစလုံးရင်တွေကိုဖုန်းနဲ့ဆက်သွယ်သတင်းပေးတိုင်တန်နိုင်တယ်ဆိုတဲ့သတင်း။၂015ခုနှစ်အထွေထွေရွေးကောက်ပွဲကာလမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီအောင်လာရေးမှတ်တမ်းဓာတ်ပုံတွေကိုပြသထားတဲ့ Road to Change ဓာတ်ပုံပြပွဲဆိုတဲ့သတင်း။နှစ်စာပိုင်းရသက်တပတ်နှစ်ပတ်တွင်မိလာမှု89ကျင်းတွင်လျှက်စစ်ဝါယာလျှော့ကြောင့်မိလာမှု၄ပုံ၃ပုံခန့်ပါဝင်တယ်ဆိုတဲ့သတင်း ၅ချိန်မြောက်ပြုလုပ်မဲ့အရှိတောင်အာရှဒဂွန်ဆိုင်မြှပြပြိုင်ပွဲမှာနိုင်ငံပေါင်း၅နိုင်ငံကပါဝင်ရှင်မြတ်သွားမယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းတရားဥပဒေစွန့်မှုရေးနဲ့မှုကင်းကြွတင်ကာကွယ်ရေးတွေနဲ့လှည့်ကင်းစလွန်ကားတွေနဲ့လှည့်ကင်းတာဝန်တွေကိုထမ်းဆောင်လျက်ရှိပြီးမှုကင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဖုန်းဆက်သတင်းပေးတင်ကြားနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဇန်နဝါရီလ24ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူတွေအနေနဲ့မှုကင်းဖြစ်ပွားတဲ့သတင်းတွေနဲ့ထူးခြားဖြစ်စဉ်သတင်းတွေရရှိပါကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့လှေကင်းမော်တော်ယာဉ်များကုတ်ကဲမှုဌာနဖုန်းနံပါတ်391 231 0926နဲ့391 231 0926ကိုဆက်သွယ်နိုင်ပါကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ရန်ကုန်ပိုလိစ်စာမျက်နှာမှာသတင်းထုတ်ပြန်ထားပါတယ်။အခုလိုဆောင်ရွက်တာနဲ့ပတ်သက်ပြီး လှေကင်းမော်တော်ယာဉ်များကိုကဲမှုဌာနကတာဝန်ခံအရာရှိဒူရဲအုပ်ဟိမင်းသူကအခုလိုပြောပါတယ်။လက်ရှိကတော့ကျွန်တော်တို့ဟိုကနော်ဒီစတိုဒီအဲဒီတော့ဟောလိုင်းဖုန်းနံပါတ်ပေးတာမနည်းမှာကျွန်တော်တို့ကားရအကုန်လုံးလေစီကပြတ်ပြီးသွားတာဆိုတော့တချို့ပြည်သူတွေကတော့ကွန်ဖန်းလောက်တာရှိတယ်ဒီမှာဒီဖုန်းနံပါတ်ကိုလေတကယ်တရားလားဟုတ်မဟုတ်တချို့ဖေးဖို့ကျွန်တော်ရေပြိုက်တာတော့ဒီကျွန်တော်တို့ဒီရန်ကုန်ပြည်ဟိုမီဒီယာမှာလည်းသင်တာရှိတယ်ဒီမှာဒီဖုန်းနံပါတ်ပေါ့နော် စဉ်းစားတော့ရရဲဆိုတော့အဲ့တော့တချို့တွေကနိုင်ငံကွန်ဖန်လောက်တာပဲရှိသေးတယ်ခဏလက်ရှိအနည်းအများကြီးပေါ့နော်ဒီလိုများကြီးပေါ့လို့ကွန်ဖန်လောက်လောက်တာပဲရှိသေးတယ်ခဏအဲ့လိုမျိုးဟိုဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးတော့ထမ်းတိုင်ကြတာတော့မရှိသေးဘူးခဏစီတူတရားဥပဒေပေါ့နော်သူအနည်းတော့ဝင်နေမှာလို့ဒီမုံကင်းတဲ့ဂရင်းတခုရလို့ရှိရင်ကျွန်တော်တို့အကြိုက်မှာခါတာခေါင်းလိုက်ဖုန်းနံပါတ်အဲ့ခေါင်းလိုက်ဖုန်းနံပါတ်ကလည်းကျွန်တော်တို့စက္ကန့်ဝင်နေခဏအဲ့ဒါကျွန်တော်တို့ရှိမှတက်တာပေါ့နော် ไอโฟนนั้นก็ใช้ได้เช่นเราก็นี่ไอ้มีแบงค์การ์ดนี่มาเราไอ้แบงค์มีแบงค์การ์ดนี่มาใช้ได้เสร็จกูเราก็เช็คอินจองจ่ายเลยล่ะအကြောင်းကြောင့်သူဖြစ်တဲ့နေရာကိုကျွန်တော်ကအကားကိုလွတ်တယ်။ဖြစ်ဖြစ်ကြည့်လို့ရှိရင်ကျွန်တော်ကအနည်းပတ်ဝန်းကျင်မျိုးနေရာကားပါ။အထောက်ပေးဖို့ရှိနေတာလည်းခင်ဗျအဲ့လိုမျိုးလေးပေါ့။အဲ့လိုဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်တွေကိုပြည်သူတွေကအလွယ်တကူသိရှိဆက်သွယ်နိုင်စေဖို့အတွက်လှည့်ကင်းစလုံးရှင်တွေရဲ့နောက်မှန်နဲ့ရေရဲ့နောက်ပိုင်းဘေးနှစ်ဖက်မှာရေးသားဖော်ပြထားပါတယ်။ လှကင်းစလုံးရင်တွေအနေနဲ့တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ3စီးအပါအဝင်မြို့နယ်အသီးသီးအတွက်စုစုပေါင်း45စီးချထားပြီး24နာရီကင်းလှည့်ဆောင်ရွက်နေတာဖြစ်တယ်လို့ဒူရဲအုပ်ဟိမင်းသူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်အဆိုပါလှကင်းရင်တွေဟာမှုကင်းကျွန်းလူတွေကိုဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းရွေးကောက်ပွဲအကြိုကာလအွန်လိုင်းဟောပြောပွဲခီးစဉ်တွေက လှောက်ရှားမှုမတန်တပ်ပုံတွေကိုဇန်နဝါရီလ24ရက်နေ့ကပဟန်းမြို့နယ်ရှိတော်ဝင်နှင်းစီစားသောက်ဆိုင်မှာပြပွဲပြသပြုလုပ်ထားပါတယ်။ဓာတ်ပုံနှင်းဝါရိုက်ကူးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့အောင်နိုင်ရေးခရီးစဉ်တစ်လျှောက်မှတ်တမ်းတင်ဓာတ်ပုံများစွာတွေကဓာတ်ပုံ68ပုံကိုရွေးချယ်ပြသထားပါတယ်။ဓာတ်ပုံပြပွဲကို Road to Change လို့နာမည်ပေးထားပြီးပြပွဲပြုလုပ်ခဲ့ပုံဓာတ်ပုံတွေကိုလိုက်လံရိုက်ကူးစဉ်ကအခက်အခဲတွေနဲ့အမှတ်တရတွေကိုကိုရိုင်းရိုက်ကူးခဲ့တဲ့ဓာတ်ပုံကိုလင်းဝါကအခုလိုပြောပါရယ် ဒီပွဲကိုအစားအဝါရွေချက်ရှိရှိနဲ့မရက်ခဲ့ဘူးရိုက်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ဒီကမ်ပိန်းနှစ်လတာလုံးလုံးပေါ့နော်နားရက်မရှိလုံးလုံးပါဟိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောက်တောင်ပိုင်းခင်ရလေဥကျော်ထွေးရတကယ်ကြီးနေဆိုတော့သူကားတဲ့ဒေါက်ရှော့တွဲရနှစ်လလုံးပါပါတဲ့ပြင်ကိုနောက်ကရင်တိုင်းသားကြီးကဝင်ကြီးဖြစ်သွားတယ်အခုနော်ဘန်တန်တာမျိုးကလည်းသူသူပေါ်ရစ်လိုက်သွားတယ်လိုက်သွားရင်အမမှတ်တမ်းနေတာပေါ့နော်ပုံတွေရိုက်ခဲ့ရရရပုံတွေအများကြီးဖြစ်လာဒါနဲ့ဒီပွဲအတွက်ဆိုပြီးရွေကြီးရွေပြက်တာပေါ့ လော်ဘီလုတ်တာပေါ့လော်နေတာပေါ့ Facebook က internet ကလေလော်ဘီလုတ်တာလော်ဘီလုတ်ဖို့ပဲနော်လော်ဘီလုတ်ဖို့တက်တယ်ပဲဒါပေမဲ့ campaign လေးပြီးလေးပြီးတော့အမှအားလုံးမိတ်ဆွေတွေတကယ်ချင်းတွေတိုင်မဲ့ခါကြောင်အာဒါလေးတော့ပြပွဲလေးလုတ်တင်တယ်ပေါ့လုတ်တင်တယ်ဆိုတဲ့ခါကြာမှဒီပြပွဲတက်ကိုအခုတော့နာမည်ရှာတာနာမည်ရှာတာပထမအဲ့နာမည်မဟုတ်ဘူးပထမတော့ road to right လားမသိဘူးဒါပေမဲ့တိတ်မလောက်ဒါပေမဲ့အဲ့ road to chain ကိုဘာလို့ပြောလဲဆိုတော့အန်တီပြောရစကားလုံးရှိရဲ့ chain ဆိုတာလေအဲ့အဲ့ဒါလေးကိုအသုံးချပြီး road to chain ပြောင်းလဲခြင်းတို့တွားရလမ်းဆိုပြီးအဲ့ဒါပေးလိုက် road to chain ကိုပေးနေတယ် အမှတ်ရကြရတော့အများကြီးပဲနော်ဟိုထဲမှာရှုံးပေါ်ထဲတွားရရဒါပေမဲ့အမှတ်ရဆုံးပုံကဟိုပုံဟိုပုံဟိုကုနာလေအန်ဒီပန်းကြီးလှမ်းပြီးယူနေတဲ့ပုံကားပေါ်ပါလေအဲ့ပုံရတဲ့အချိန်မှာလဲဦးဖောင်ကြီးမှာဖောင်ကြီးကွန်းရောက်ဘူးလားမသိဘူးဘွက်တင်နေအဲ့ဒီမှာရိုက်ဖို့နေရအကွက်ကွက်မရှိတော့မှဂွားလေကားတုံးရှိတယ်ဟိုဒီလိုဂွားလေကားကြီးဂွားလေကားပေါ့ကွာဝန်တာပြည့်တက်တာပေါ့တက်ပြီးအန်ဒီကလာနေလာခဏကြီးမှဖွက်တဲ့ဆိုတော့လေကားကြီးလဲသွားတာလဲသွားဘာလို့ဆိုတော့အရှိမမီးလိုက်နေတိုင်းရှိတယ်မီးလိုက်ဖက်ပြီးတော့အဲ့ပုံရိုက်ခဲ့တာအဲ့ပုံမှတ်တရား အဲ့ဒီအဲ့အဲ့အဲ့ဒါတော့တော်တော်တတိယမှတ်ရပြတ်သားထားတဲ့ဓာတ်ပုံတွေကိုဝယ်ယူလိုပါကရောင်းချသွားမှာဖြစ်ပြီးဓာတ်ပုံအရွယ်အစားအလိုက်ဈေးနှုန်းသတ်မှတ်ထားပါတယ်ပြောင်းဝဲမှာပါဝင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုတီရဲ့ဓာတ်ပုံတွေကိုတော့ဈေးနှုန်းမသတ်မှတ်ပဲလေးလံသဘောနဲ့ရောင်းချသွားမှာဖြစ်ပါတယ် ပြပွဲကိုဇန်နဝါရီလ24ရက်နေ့25ရက်နေ့နှစ်ရက်ပြုလုပ်သွားမှာဖြစ်ပြီးပြပွဲကရရှိတဲ့ငွေတွေကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့လူမှုအထောက်ကူပြည်ရေးဖွဲ့ကိုပေးအပ်လှူဒန်းသွားမှာဖြစ်ပါတယ်။ယခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေ14ရက်နေ့အထိမြန်မာနိုင်ငံတဝန်းမှာမိလောက်ကျွမ်းမှု89ကျင်းဖြစ်ပွားခဲ့ပြီးလျှက်စစ်ဝါယာရှာကြောင့်မိလောက်ကျွမ်းမှုအကျယ်ရွတ်ဟာ22ကျင်းဖြစ်ပွားခဲ့တာကြောင့်မိလောက်ကျွမ်းမှုရဲ့၄ဘော်တဘုံခန့်ဟာလျှက်စစ်ဝါယာရှာကြောင့်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုတွေအနက်လူတို့ပေါ်ဆမှုကြောင့်မီးလောင်မှုဖြစ်စဉ်အများဆုံးဖြစ်ခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကရရှိတဲ့သတင်းအချက်အလက်တွေအရသိရပါတယ်။မီးလောင်မှုတွေအနက်နှင်းစစ်ဝါယာရှော့ကြောင့်မီးလောင်မှုဖြစ်စဉ်ဟာရန်ကုန်တိုင်းဒေသကြီးမှာ၄ကြိမ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးမှာ၃ကြိမ်စီ၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာ၂ကြိမ်စီ၊ကယားပြည်နယ်နဲ့နေပြည်တော်တို့မှာ၃ကြိမ်စီဖြစ်ပွားခဲ့ပြီးစုစုပေါင်း၂၁ကြိမ်ဖြစ်ပွားခဲ့တာပါ။ လူရောပေါ်ဆောင်မှုကြောင့်လောင်တဲ့မီးဟာ25ကြိမ်ဖြစ်ပွားခဲ့ပြီးမကွေးတိုင်းဒေသကြီးမှာ6ကြိမ်ရန်ကုန်တိုင်းဒေသကြီးမှာ4ကြိမ်ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမှာ3ကြိမ်အေရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ2ကြိမ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းတနင်္သာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ2ကြိမ်စီဖြစ်ပွားခဲ့ပါတယ်မီးလောင်မှုတွေကြောင့်နိုင်ငံတော်အလုံးမှာရှိတဲ့အင်ဂျင်အဆအဦး1938လုံးနဲ့စက်ရုံအလုံးယုံ3ယုံမီးလောင်ကျွမ်းခဲ့ပြီ တဦးသေဆုံးက418ဦးမိဘေးဒုက္ခရောက်ခဲ့ပါတယ်။မီးလောင်ကျွမ်းမှုတွေနဲ့ရန်ကုန်မြို့ကမင်္ဂလာစင်းမီးလောင်ကျွမ်းမှုဟာဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပြီးဆိုင်ကန်းပေါင်း1636ခန်းမီးလောင်ကျွမ်းခဲ့ပြီးကြက်တန်းပေါင်း36ဘီလီယံကျော်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကအရှင်ဖြစ်နဲ့ဇန်နဝါရီ24ရက်နေ့28ရက်နေ့အထိကျင်းပပြုလုပ်မဲ့၅ကြိမ်မြောက်အရှိတောင်အာရှဒဂွန်ဆိုင်မြှပြပြိုင်ပွဲမှာအရှင်မြန်မာအသင်းပါဝင်နိုင်ငံပေါင်း၅နိုင်ငံကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ 11web tv ကသတင်းတောက်ရဲမင်းကိုကသတင်းတော့ရောက်ရယူထားပါတယ်။အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့ရန်ကုန်မြို့ကြိုက်ကဆန်အာကလာကွင်းမှာကျင်းပနေတဲ့ပြစမအကြိမ်မြောက်အရှိတောင်အာရှတခွန်ဆိုင်မြားပြစ်ပြိုင်ပွဲဖွံ့ဖွဲ့အခမ်းအနားပဲဖြစ်ပါတယ်။ဒီဖွံ့ဖွဲ့အခမ်းအနားမှာတော့မြမတိုင်းတရုတ်ဖော်ပြသခြင်းချင်းလုံးမြမရိုးရချင်းလုံးတဦးချင်းအဖွဲ့လိုက်တင်ဆက်ပြသခြင်းရင်ကျေးမှုဝန်ကြီးဌာနကတရုတ်ဖော်တင်ဆက်ပြသခြင်းလို့လည်းဖွံ့ဖွဲ့အခမ်းအနားကိုတင်ဆက်ခဲ့ပါတယ်။ဒီမြားပြစ်ပြိုင်ပွဲ၅နိုင်ငံမှာတော့မြန်မာ၊လာအို၊ထိုင်း၊ဗီယက်နမ်၊စင်ကာပူစတဲ့အရှိတောင်အာရှနိုင်ငံ၅နိုင်ငံပါဝင်ပါတယ်။ ဒီပြိုင်ပွဲရဲ့ဖွင့်ပွဲကိုတော့ဇန်နဝါရီလ24ရက်နေ့နံနက်ပိုင်းကရန်ကုန်မြို့မှာရှိတဲ့ကြိုက်ကဆန်မြားပြစ်အားကစားခွင့်မှာပြုလုပ်ခဲ့ပါတယ်။ဖွင့်ပွဲကိုအားကစားဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတင်ဆန်းဒုတိယဝင်ကြီးဦးစော်ဝင်းအပါအဝင်တာဝန်ရှိသူတို့ကဖဲချိုးဖြက်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီနောက်အားကစားဝင်ကြီးဌာနဒုတိယဝင်ကြီးနဲ့ကမ္ဘာအမြားပြည့်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌအရှိတောင်အာရှအမြားပြည့်အဖွဲ့ချုပ်ဥက္ကဋ္ဌတို့ကနှုတ်ခွန်းဆက်စကားတွေပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲမှာပြိုင်ပွဲအထိအမတ်အမှတ်တရလက်ဆောင်တွေပေးအပ်တာမြမတိုင်းအားကစားနည်းတရုတ်ပြတာတာမြမရိုးရချင်းလုံးကိုတအူးချင်းစီအဖွဲလိုက်တရုတ်ပြခက်ကစားတာရည်ကြီးမှုဝင်ကြီးဌာနကတေးတရုတ်ဖို့ကပြဖြောပြတင်ဆက်တာတွေပြုလုပ်ခဲ့ပါတယ်အခုပြုလုပ်မဲ့ပြိုင်ပွဲမှာကွန်ပေါင်းနဲ့ရီကပ်ပြိုင်ပွဲအမျိုးအစားနှစ်မျိုးလုံးပါဝင်မှာဖြစ်ပြီးရွှေတစိမ့်ဆယ်စုချီးမြှင့်သွားမှာပါချိတောင်အားရှချန်ပီယံရှစ်များပြည့်ပြိုင်ပွဲကိုမြန်မာထိုင်း VN နဲ့စင်ကာပူနဲ့လာအိုနိုင်ငံတို့က အားကစားသမား90ကျော်ပါဝင်ရှင်ပြိုင်သွားမှာပါကျစမူရောနှစ်လအချိန်ကတော့နှစ်လကျော်ပေါ့နှစ်လကျော်မှာနိုင်ငံခြားနေပြရဲ့ပြီးတော့ဒီမြန်မာနေပြရဲ့ဟိုတင်ပြမှုအမှာပေါ့နော်စူးစမ်းပြီးလေ့ကျင့်ခဲ့ပါတယ်ဟုတ်ကဲ့ဟိုရှေ့စိတ်ကတော့မျော်လင့်မိမှာပဲရှေ့စိတ်မျော်မှန်းမှလေ့ကျင့်နေရပါတော့ဟိုဒီပြိုင်ဖက်မှာအဓိကပြိုင်ဖက်ဆိုတာကတော့ဗီယက်နမ်ပဲရှိပါတယ်နော် ပြီးတော့သူတို့ကိုပဲဟိုရှေ့ပြိုင်ဝဲတုန်းကလည်းသူတို့နဲ့ပဲအလိုပဲပြိုင်ခဲ့ရတာပေါ့နော် ။အင်ရှင်မြန်မာအသင်းကတော့ပြိုင်ပွဲဝင်ကစားသမား16ဦးနဲ့အင်အားအများဆုံးပါဝင်ရှင်မြိုက်သွားမှာဖြစ်ပြီးစုစည်းရရှိဖို့အတွက် Time VN နဲ့တို့နဲ့အဓိကထားရှင်မြိုက်သွားမှာဖြစ်ပါတယ်။